ဟယ်လိုယောဘုံညောဆေယောကျွန်တော်ဒီနေ့ကတော့အခန်းနံပါတ်43မှာရှိတဲ့အကြောင်းပုံလေးကိုရှင်းပြပြပါမယ်။ကဲကြည့်အောင်သူ့ရဲ့ကောင်းစဉ်ကဂုံစောဟျောချမ်းငယ်ဂျုံချမ်းပြီတဲ့။ဂုံစောဟျောချမ်းငယ်စောက်လို့ရေးလုပ်ငန်းခွင်ရဲ့ဂျုံချမ်းပြီဆိုတဲ့စက်ကရိယာတွေပေါ့နော်။ကဲပြန်အောင်သူကြည့်အောင်ဂျူလီယန်ငီနာဒိုရိုခွန်ကောမိုရိုဂျီနိုဒက်ကျူမိုရဲဂုံစာဟျောချမ်းငယ်ဆိုနော်။ဒါယဟန်ဂျုံချမ်းပြီကစာရုံးသိမ့်ပြီဒါနော်။ဂျူလီယန်ငီနာတဲ့နော်။ဒီကကြတော့ ဒီတရားပဲဖြစ်ဖြစ်ဒိုးတို့လမ်းမကြီးခွန်ကောမို့တို့ကြီးမားတဲ့အဆောက်အုံတွေကိုဂျီနော်စောက်တဲ့ဒက်ကယူမိုရဲ့ခုံစားဟဲောချမ်းငယ်ဆုံးတော့နော်ရွယ်စားကြီးမားတော့စောက်လို့ရေလုပ်ငန်းခွင်ဒီမှာကတော့ဒါယဟန်မျိုးစုံနဲ့ဂျုံချမ်းပီကစက်ကရိယာတွေကစာယုံသွေမိတာအသုံးပြုကြပါတယ်နော်ခုံစောဂျုံချမ်းပီနော်စာယုံမိုးကြောခဲ့တာရာအာရဝါကာချီထိုမိုးချမ်းပီအွန်ပန်ချမ်းပီဖိုးချမ်းချမ်းပီဒုံကလို့ ဘုန်းကြီးသွေနွန်းတဲ့မောဘုဒ္ဓအန်ချောင်းဟာကဲစာယုံဟာနုံကိုရှိဂျိုးယုံဟာမိတာကွန်ဆာကြောင့်ကြံပြီနော်နော်ဒီဆောက်လို့ရီဆက်ကရီယာတွေကတော့စာယုံပေါ်ကြောက်ခဲ့တာနော်ဒီအတုံးပြုတဲ့ရွယ်ချက်လိုက်ပေါ့နော်အာရဝကာချီအောက်ပါကဲတို့ထုံမိုးကြံပြီနော်အခြေခံအဆောက်အုံတွေမှာနော်ဆောက်တဲ့အခါမှာတုံးတဲ့နော်ဒီဆက်ကရီယာတွေပြီးရင်အွန်ပန်းကြံပြီ နော်တည်ယူပို့ဆောင်ရေးမှာတုံးတဲ့စက္ကရိယာတွေဖိုးချမ်းချမ်းပြီးဆိုတာကတော့လန်ခင်းတဲ့နေရာတွေမှာတုံးတဲ့စက္ကရိယာတွေတုံးကလို့စစသည့်အနေဖြင့်နော်ဘွန်းလျော်သွဲနှုံတဲ့ခွဲခြားတာပါလေမောဘူဒာအခြားအရာတွေထက်အန်းချောင်းဟာကဲနော်လုံကြုံစေကြစွာနော်အနေရကင်းစွာစာယုံဟာနှုံကော်ရှိအသုံးပြုတဲ့အရာကချိုယုံဟာမိတာအရေးကြီးပါတယ်တဲ့အဲ့ဒါဆိုရင်နှစ်ချောင်းရမယ်နော်အဲ့ဒါဆိုကျွန်တော်အောက်ကဟာလေးကြည့်အောင်သူကဒီမှာ၃ခုခွဲပြထားတယ်ပေါ့နော်ပထမဆုံးကြည့်အောင် ထုံးမိုးချမ်းပြည်တဲ့เนาะအခြေခံအဆောက်အုံတွေဆောက်လုပ်တဲ့အခါမှာသုံးတဲ့စက္ကရာတွေပထမဆုံးဘူတိုကျော်เนาะမြန်မာလိုဆိုရင်เนาะဘူတိုစာသူကဘယ်လိုနေရာတွေမှာသုံးလဲဆိုတော့တန်ကိုကကော်နာတဲ့เนาะမြေကြီးတွေကိုညှိတာပဲဖြစ်ဖြစ်ဖြုံးဖြုံးဟာကေညညာပြန်ပြူအောင်ဟန်းလုံးလှုပ်တဲ့ဆက်เนาะချမ်းပြည်ဆိုတာဆက်เนาะအဲ့လိုနေရာတွေမှာဘူတိုစာကိုသုံးတယ်နောက်တစ်ခုခလိန်ဆိုတဲ့ဂရင်းသူကကြတော့မိုးကောင်းကောဆူ on key non jump တဲ့เนาะလေးလံတဲ့အရာတွေကိုရွှေပြောင်းတဲ့เนาะရွှေပြောင်းတဲ့ဆက်เนาะလေးလံတဲ့အရာတွေကိုရွှေပြောင်းတဲ့အချိန်မှာတုံးတဲ့ gray เนาะပြီးရင် gold chucky gold chucky ကကြတော့မြေတူးဆက်သူကတန်ကိုဖာကော်နာ absol ကိုเนาะ amson ကို sorry amson ကိုတူနွန်ချမ်းပြီတဲ့เนาะတန်ကိုဖာကော်နာမြေကြီးကိုတူးတာပဲဖြစ်ဖြစ် amson ကိုเนาะကြောက်တုံးကိုတူနွန်ထွင်းထိုးတဲ့ချမ်းပြီဆက်เนาะ အဲ့လိုမျိုးအခြေအနေမှာဆိုရင်ကူချက်ကီဆိုတဲ့เนาะမြေတူးဆက်ကိုတုံးတယ်။ပြီးရင်စုခုလေးဖို့စုခုလေးဖို့ဆိုတာကတော့မြေမျက်နှာပြင်ညှိဆက်เนาะသူကကြတော့ဒိုးဒိုးရဲ့ဖြိုးမြောင်းလုံးနဲ့เนาะလမ်းမရဲ့မျက်နှာပြင်ကိုဂူကောနယ်ခေါ်တာเนาะဒီချစ်ထုတ်တာပဲဖြစ်ဖြစ်เนาะလမ်းမရဲ့မျက်နှာပြင်ကိုချစ်ထုတ်တာပဲဖြစ်ဖြစ်ဖြောင်းဖြောင်းလာခဲ့เนาะညီညာပြန်ပြူးစွာဟာနုံလှုပ်တဲ့ချမ်းပီဆက်အဲ့လိုမျိုးအခြေအနေမှာဆိုရင်စုခုလေးဖို့ဆိုတဲ့เนาะမြေမျက်နှာပြင်ညှိဆက်ကိုတုံးတယ် ောက်တစ်ခုလိုတော့လိုတော့ဆိုတာကတော့ဟူကီနာနော်နေကြီးပဲဖြစ်ဖြစ်မိုရဲတူတဲကို track ကဲ track မှာရှိကော်နာတင်တာပဲဖြစ်ဖြစ်ဝမ်ဘတ်ဟန်တော့တဲဒီချမ်ပီဆိုတဲ့ set နော်နေကြီးပဲဖြစ်ဖြစ်တဲပဲဖြစ်ဖြစ်နော်ဒီ track မှာတင်ပြီးတော့တဲတဲ့ set ဆိုရင်ကျွန်တော်တို့ကလိုတော့ဆိုတဲ့မြေတင် set နော်နောက်တစ်ခု set ကြည့်အောင် on ban champ ပြီးတဲ့ on ban champ ပြီးဆိုတာကတော့တဲယူပို့ဆောင်တဲ့နေရာတွေမှာသုံးတဲ့ဒီ စက္ကရိယနော်ပထမဆုံး don't put trap don't put trap ဆိုတာကတော့ဒီမြေတဲဆက်သူကဟိုကီနာတဲ့မြေကြီးပဲဖြစ်ဖြစ်ဂျာကာဆိုတဲ့ကြောက်စလက်ကဲဒုံးကိုစတာတွေကိုရှိတော့တင်ပြီးတော့ဝမ်ပန်းဟာနော်တဲသိခြားတန်းဆိုတာရင်နော်မြေကြီးပဲဖြစ်ဖြစ်ကြောက်စလက်ကဲတွေကိုတင်ပြီးတော့တဲဆောင်တဲ့အရင်ဆိုရင်ကျွန်တော်တို့က don't put trap ဆိုတဲ့ဒီမြေမြေတဲရင်ပေါ့နော်မြေတဲကဲနောက်တစ်ခု ကွန်ကရစ်ထုမီဆိုထရက်ဆိုတာကတော့မီနင်းမှာလည်းပါတယ်နော်ဒီကွန်ကရစ်တည်ဆောင်ရင်သူကကြတော့ကွန်ကရစ်ထုလို့ဆော့ကွမြော်ဆော့တဲ့နော်ကွန်ကရစ်ကိုရောဆက်ပြီးတော့အွန်ပန်ဟန်လုံးတည်တဲ့ခြားတန်းဆိုတဲ့အရင်အဲ့လိုမျိုးခြင်းနေဆိုရင်ကွန်ကရစ်ထုမီဆိုထရက်ဆိုတဲ့ကွန်ကရစ်တည်ဆောင်ရင်နောက်တစ်ခုကကြတော့ထွလက်ထောဆိုတာကထရက်တာသူကကြတော့ထွန်ဆက်ပေါ့နော်အဲမူကောင်းဂျမ်ပီမူကောင်းဂျမ်ပီနာတဲ့နော်လေးလံတဲ့ဒီစက်ကရီယာတွေပဲဖြစ်ဖြစ်ချင်းမုန်းနဲ့အထုပ်ပိုးတွေကို ်ကြောင်းဟာနော်ဆိုတာဆွဲဆွဲတိချာရမ်ဆိုတာဆက်နော်လေးလိုက်တဲ့စက်ကရိယာတွေပြီးတော့အထုပ်ပိုးတွေကိုဆွဲတိဆက်ဆိုရင်ကျွန်တော်ကထူလက်ထောဆိုတဲ့ထွန်ဆက်နောက်တစ်ခုဂျီကဲချာဂျီကဲချာကတော့ပေါက်ကလစ်လို့ခေါ်တယ်ပေါ့နော်မူကောင်းတော့မူကောင်းမူကောင်းတော့နဲ့နော်ဒီလေးလံတဲ့ပစ္စည်းတွေကိုဒူရောအိုလီယောနော်မတင်ပြီးတော့အွန်ပန်းဟာနိုချာတန်ရွှေပြောင်းတဲ့နော်တဲတဲ့ပေါ့နော်တဲတဲ့ရင်ဆိုရင်ဂျီကဲချာနော် လေးတိုင်တဲ့ပစ္စည်းတွေကိုမပြီးတော့တည်ရဲရင်ဆိုရင်ကြီးကဲချဆိုတဲ့ forklift အဲဆိုရမယ်နော်နောက်တစ်ခုဖိုးချမ်းချမ်းပီဖိုးချမ်းချမ်းပီဆိုတာကတော့ land land ခင်းတဲ့နေရာတွေမှာတုံးတဲ့စက်ကရိယာတွေပထမဆုံး glider နော် glider land ညှိစက်နော်သူကကြတော့တန်ပတ်တာကိုတဲ့နော်ညေးချမ်းပြင်ကို guru corner ညညာအောင်လောက်တာပဲဖြစ်ဖြစ်ချောင်းလေးဟာနုံတဲ့နော်ရှင်းလင်းတဲ့အခါစာယုံဟာနုံချမ်းပီအတုံးပြုတဲ့ ဒီဆက်ပေါ့နော်ညီကြီးချမ်းပြင်းကိုညီညာလောက်တာပဲပြည့်ရှင်းလင်းတဲ့ခါမှာအတော့ပြတဲ့ဆက်ဆိုရင် glade do ဆိုတဲ့ greater မြန်မာလိုဆိုရင်ဒီ sorry လမ်းညှိဆက်ပေါ့နော်ပြီးရင် roller roller ဆိုတာကတော့ hookina asupa asupa တူတုံးငယ်နော် hookina ညီကြီးပဲဖြစ်ဖြစ် asupa တူဆိုတာကတော့သူကဒီနိုင်လွန်ကက်တရာကိုပြောတာပေါ့နော်အာဆူပါတူဆိုတာနိုင်လွန်ကက်တရာတုံးငယ်အစရှိတာတွေရဲ့ဂျဲလူးလူး ကုံချမ်းပစ္စည်းကိုအချုခါနုံဖိတိတ်ပြီးတော့ကြီးမြောင်းတော့မျက်နှာပြင်ကိုဒါချီနုံတဲစာယုံဟာနုံချမ်းပြီးတဲ့မျက်နှာပြင်ကိုဒီမှာဖိတိတ်ကြည်စီတော့ခေါ်တော့ဗောနော်ဖိတိတ်ကြည်စီတဲ့အခါမှာစာယုံဟာနုံချမ်းပြီးနော်အသုံးပြုတဲ့ဆက်မြေကြီးပဲဖြစ်ဖြစ်နော်နိုင်လုံကတ်တရားတွေကိုနော်ဒီနိုင်လုံကတ်တရားစားတာရှိတာတွေရဲ့ကုံချမ်းပစ္စည်းတွေကိုဖိတိတ်ပြီးတော့မျက်နှာပြင်ကိုဖိတိတ်ကြည်စီတဲ့အခါမှာသုံးတဲ့ရင်ဆိုရင်ကျွန်တော်တို့က roller ဆိုတဲ့ဒီ land gate ဆက်ပေါ့နော် ကဲနောက်တစ်ခုကြည့်အောင် concrete to pump food thread เนาะသူကကြတော့ concrete စုပ်တိဆက်เนาะ concrete သူတို့ကို sorry concrete သူတို့ကူးချိုးမှုတယ်တဲ့เนาะဒီ concrete ကိုကူးချိုးမှုတယ်ဆိုတာကဒီအဆောက်အုံဖွဲ့စည်းပုံရဲ့ဖြိုးမြောင်းတဲ့မျက်နှာပြင်မှာပူရီနွန်ချမ်းပြီးဖြန်းတဲ့ဆက်เนาะကွန်ကရစ်ကိုအဆောက်ရဲ့အဆောက်အုံရဲ့ဖွဲ့စည်းပုံမှာเนาะ ့ sorry ကွန်ကရစ်ကိုအဆောက်အုံဖွဲ့စည်းပုံရဲ့မျက်နှာပြင်မှာဖြန်းစည်းဆက်ဆိုရင်ကျွန်တော်တို့ကကွန်ကရစ်တို့ဖုံးပွတ်ထရက်ဆိုတဲ့ဒီကွန်ကရစ်ဆုပ်သေးဆက်ပေါ့နော်နောက်တစ်ခုကြည့်အောင်အာဆိုဖာတို့စာဖူကြီးတဲ့နော်အာဆိုဖာတို့ဆိုတာခုနပြောလိုပဲဒီနိုင်လွန်ကတ်တရားနော်ဒီမှာအာဆိုဖာတို့စာဖူကြီးတွေနိုင်လွန်ကတ်တရားဖြန်းစည်းဆက်ပေါ့နော်အောက်မှာကြည့်အောင်အာဆူဖာတူဟောင်းနက်မူရူတဲ့နော်နိုင်လွန်ကတ်တရားရောစက်တာတဲ့ပစ္စည်းတွေကို ဒိုရိုဖြောင်းဖြောင်းနဲ့နော်ဂျိုရိုဖြောင်းဖြောင်းနဲ့ဆိုတာလမ်းရဲ့မျက်နှာပြင်မှာပူရီနွန်ချမ်းပြီဖြန်းသည့်ဆက်နော်နိုင်လွန်ကတ်တရားတွေနိုင်လွန်ကတ်တရားရောဆက်စားတဲ့ပစ္စည်းတွေကိုနော်လမ်းရဲ့မျက်နှာပြင်မှာဖြန်းသည့်ဆက်ဆိုရင်ကျွန်တော်တို့ကအာဆူဖာတူစာဖူကီဆိုတဲ့တရားနော်နိုင်လွန်နိုင်လွန်ကတ်လျာဖြန်းသည့်ဆက်နော်အောက်ကတော့အောက်က၄ခုကကြတော့လန်ထရာခင်းတဲ့နေရာတွေနော်ဒီဒါကကြတော့ဒီ၃ခုကလန်ထရာခင်းတာပေါ့နော်လန်လန်ခင်းတဲ့နေရာတွေမှာ၃ဒါကြတော့ဟိုပါဘောနော် ဒီတိုက်ဆောက်တဲ့နေရာမှာလည်းတုံးနေတယ်နော်ဘီလက်မြေပါတယ်ဆိုတော့နိဘီလက်မြေခင်းပြရဆိုတော့အဲဆိုရင်ရမယ်နော်အဲဆိုရင်ကျွန်တော်ဒီနေ့ရှင်းပြပေးတဲ့နော်အခန်းနံပါတ်43ရဲ့ချောင်းပူလေးကိုနားလည်မြင်တင်ပါတယ်အဲဆိုအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ TikTok channel လေးနဲ့ YouTube channel လေးကိုလည်း follow and subscribe မလိုအပ်သေးရင်လုပ်ပေးပါအောင်ဗျအဲဆိုအားလုံးပဲတက်တာပါ